ဟာသူတို့လိုမှမထိုင်နိုင်မဲ့တနာယူဆိုတဲ့ပြည့်ပြည့်ကျင်းနေတာလေ။နာယူလို့ကောင်းမှနိုင်ရအောင်ဆိုပြည့်တယ်။ဘုန်းကြီးကြီးဆိုရင်အထာ၃နာယူရဲ့ဒီတိုင်းကိုတုံးလို့နေရ။ဆရာလေးကြီးဦးစင်းနေဒီဥပနေလို့ဆိုရင်တုံးတုံးလို့ထားတယ်။ဒီအယုတ်တခုချထားတယ်ဒီနေရာဘာလို့လဲဆိုစက်သားတွေစက်သားရဲ့ပုံစံရှိတယ်သမားဟာလေသမားပုံစံ တရားတစ်ခေပုံစံအဲ့လိုပဲပေါ့အရိယဟာအရိယပုံစံဆိုတဲ့သရိယသံဝရတိကဣန္ဒြေတိလုံအောင်အဲ့ဣန္ဒြေလုံအောင်လို့တိလဆိုတာစောင့်သိနေတာဘာမှမဟုတ်ဘူးစပါမဟုတ်ဘူးဒါလောကီတိလဘူပါဒါလောကီတိလသူကနိုင်ငံကိုယ်ရံတော်တဲ့တိလကြတော့ဣန္ဒြေသံဝရတိကပေါ့အောင်ဣန္ဒြေကိုသမခဏာဒီခဏာကိုဣန္ဒြေလေးမပြည့်ဘူးအဲဒါမှစိတ်ကလေးရလေသူက တော့ခင်ဗျားတို့ကောင်လောက်ရင်နဲ့မိနေလို့ပဲပုတ်တိုးဒီလိုလိုချန်ဒီလိုချန်ကျန်နေလိုက်မှရေစိတ်ကလေးရဒီခဏပေါ်တာပြောင်းလာတော့မပြင်းနဲ့မပြောင်းနဲ့မွှေ့နဲ့မဆောင်နဲ့ဖြစ်မငိုင်းနဲ့နောက်မလာနဲ့လောင်လို့မှာတော့ဒီစိတ်ကသက်တော်အောင်ပြန်မှာပဲအဲ့လိုဆိုတော့သင်ရင်းတကောင်ကိုသုံးသွင်းလို့ပဲသင်ရင်းကိုရှင်မရင်းမှာလုံးကျုံတဲ့တော့ ောက်ကိုတစ်ခါလဲချဲ့လိုက်တော့ညီမနောက်ကိုလိုက်လိုက်လိုက်ဘုံနဲ့ရောက်ရဲသွားတော့ဂျင်းသူတခါပိတ်တယ်ညီမဟိုတော့ဟုတ်ပြီစင်မြန်ဟိုတော့ဖိတ်ထားလိုက်တော့အင်းရင်းကအဲထဲမှာကျွန်နဲ့သူ့နာမောင်းနဲ့ရောက်ခွာနဲ့ဖုတ်ဖုတ်ဖုတ်အဲဒီအကြပြရတယ်သူ့ကိုဖမ်းလာတဲ့ဒီစင်ကျုံညာခိုင်ဟောင်းဒီဆိုင်ရာနောက်ပုတ်ဆုံးဘုံလေးတော့လား ဒီမှာပရမတိရတော့သူယုံမယ်။တရားယုံမယ်၊သုံးရယုံမယ်။သုံးလို့မရတဲ့အခါကျတော့သူပြော့သွားတယ်။အဲ့ဒီမှာပဲသာလဲမှတယ်၊ရည်လဲမတော့ရ။ယုံခံထားတဲ့အားတွေနဲ့သူညှိုးနှားပြီးတော့အငြိမ်သွားလိုက်တယ်။အဲ့လိုပဲပေါ့။ဒီနာကိုကြီးကအစင်ဖမ်းတဲ့ခန္ဓာကြီးနဲ့တူတယ်။ဒီယုံကြီးကတော့အင်္ဂရိယနာဝရတိလောက်ဆိုတာ။ဒီအောင်နေပါသာဖိုင်နေတာတော့ အစိတ်ကျင်ရင်ကိုသင်ရောက်နေတဲ့စိတ်ကိုအတွန်းသွင်းနေခန္ဓာလေးပါခန္ဓာများလို့နာဖို့အဲကိုတွန်းလိုက်လိုက်တဲ့အခါကျတော့ပုံကြည့်ပါအခုလိုက်ဆိုလည်းကြည့်လာပါတယ်ဒါကမှဆရာလေးကပြည့်ထိုင်ပြရတော့ငြိမ်းနေပါခေါင်းမဆိုင်ပါနဲ့အဲ့ဒါမှတိုးနေမှာကျော်တော့ဆောင်းနေမှာမိတိုးနေကိုစိတ်ကလေးကခိုကြံတင်ကြဟိုလိုလုံးလိုလုံးအာမိတ်တာဒေတာတတ်တာဒေါ်လိုက်ကြည့်တဲ့လူပုဂ္ဂိုလ် ဒီဘောတော့ကောင်းခံရတယ်တဲ့မှာဒါမိမိကတော့မသိဘူးပေါ့အဲ့တော့ဒီခန္ဓာကိုယ်ကြီးပြည့်စုံအောင်သူလှုပ်ပြအောင်ကိုလုပ်မယ်သိကဘယ်မှာပါတိဂရိပါလားဟောပုံစံကြီးသိကကျုပ်သွားတယ်ဘယ်လိုထားနိုင်ရင်ဒါတိလနဲ့ခန္ဓာနဲ့သမာဓိကြီးလာဘယ်လိုပြအဲ့ဒီကြောင့်မှတကယ်စိတ်တွေကငြိမ်ပဲပြီးတော့လာလို့ပေါ့ဘုရားနာရုံနဲ့ဒီခေတ်က ဟိုဝဇီယနေနေမကောင်းနေတယ်လို့ရှိတယ်။အမရနေမကောင်းတာမဟုတ်ဘူးဝဇီယကလည်းစိတ်နေမကောင်းဘူး။ဒီမကောင်းတာစိတ်ကပေါင်းတော့ဘူး။တွန်းသွားပြီးတော့လာလိမ့်မယ်။အဲ့တော့မနေ့ကထားရမယ်။မမာကြီးလို့ဖြစ်နေမမာတော့မာလား။စိတ်မမာနေအဲအဲ့ဒီကသခန်းလေးရှိတာတော့မကျင်မဲ့လဲမနေရ။နေရာဒီမှာကိုထားတော့သုံးလုံးလေးလို့လည်းမရ။အဲ့တော့မှပီတီကတ်တဲ့နေပဲ။ ်ပြင်းတိပြင်းလို့နဲ့ရှင်ကြီးကျင်းနဲ့နောက်ပါလာရဲ့။ဆင်းရဲဒီလိုပဲဆင်းရဲရလို့ရှင်ဖြစ်အောင်အဲ့ဒီလိုလုပ်ရတာစိတ်ကိုပြင်းပါလာလို့ပါ။အမို့ဒီသုံးရမှာတော့အမ်းပါတော့။ဆရာသိခံပြီးတော့ပူဇော်ကြပါ။ဟုတ်ဟုတ်ဟုတ်။ဒီလိုဆိုတော့ပမာလေးတစ်ခုလောက်ပြီးပြီးရင်ပမာပူလာလေးသဘောပူသွားရင်ကိုကျင့်လို့ကောင်းပါလား။ ုတ်တန်နေမိဘတွေဟောနေရင်ဒါလို့ပမာလေးပြေးလိုက်ရင်သဘောပေါက်တယ်သဘောပေါက်ရင်တင်လို့ကောင်းအဲ့တော့ဥပမာလေးတော့ဗာလဲဆိုတော့ဒေချာလေးမှတ်တာကအခုအဘမမလို့ဆရာတော်ကြီးတွေဟုတ်ကဲ့ဒါလေးခမုံတော့အပြန်ဟုတ်ကဲ့ခမုံတို့လည်းအဲ့ဒါလိုဥပမာလေးညီမဲ့သဘောပေါက်လို့ကို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 ကျင့်အဲ့တော့ဥပမာဗာလဲဆိုတော့ ဒါသမားဆုံးရောက်ရှိတယ်ဒီမှာလေတွေလောက်တော့လေနဲ့ဥပမာပေးတော့သဘောပေါက်တာပေါ့ဒါသမားဆုံးရောက်သမားဆုံးရောက်ရှိတော့အလုံးလိုက်လေသမားတွေရှိကြပါလေအဲ့ဒီတငယ်ချင်းတွေရောက်လေသမားအောင်ဖုန်နဲ့မောင်နဲ့ဆိုတဲ့တငယ်ချင်းရောက်ကြပါပါသူတို့လေလောက်ခံကြတာလေစိတ်ကလိုတယ်လိုတော့ဥပမာတွန်သေးလို့လို့ဥပမာပြက်ပြီးတော့ ဝေရှာကြသေရှာကသူတို့ချစ်တီးဆိုတာရှိမင်းတို့တော့မမေ့ဘူးဘုန်းတော်ပြေးလိုက်အောင်ပြေးတယ်ချစ်တီးတွေကသူကဒါငွေတို့ပေးတယ်ဒီကငွေတို့ပေးတယ်သူကချစ်တီးတို့ကတိုးရင်းတောင်းသူအတူအခုလည်းပဲသူကသူအဲ့ဒီပါလိမ့်အဲအခုကရှင်မငွေပြသူလာနေသူမပေးနိုင်ဘူးအဲ့ဒီငွေရ တိုးအောင်ရင်းပြန်ချက်ရင်းပြန်ချက်တော့အဲ့ဒီအတိုးကရင်းပြစ်ပြီးတော့အတိုးပြန်လို့ခိုးရင်းမောင်းဆိုတာရှိတိုးခေါ်အဲ့ဒီတော့မောင်းဆုံးနဲ့မောင်းမဲဟာသူတို့မိဘလက်ထက်ကအဲ့ချစ်ပြီးဒီမှာကတော့ဖြစ်ဖြစ်ငွေယူကပြရလဲပြီးတယ်ဒီတော့ကြာကြာမောင်သူကလည်းသွားတယ်မောင်မရလည်းတို့ဟေးလေစင်မှုပြီးပြီးသွားကြဆိုဆိုတော့နှစ်ယောက်သွား ဘုရားကြတော့ဖြစ်သေးဒီရောက်တာဟာမောင်ကြီးတို့မောင်မဲတို့မင်းတို့ဘယ်ယူမလို့လာကြတာဟုတ်ပါလေဖြစ်သေးဒီဘလောက်ဝင်လားနောက်300ဝင်လဲ300ဝင်စာကျုံးကိုထုတ်ရတာလကားမဟုတ်ဘူးအကျုပ်ချုပ်နှုတ်တရားစာတစ်လုံးဆိုတော့အကျုပ်ချုပ်ကြအမင်းဘုံနာကိုနှစ်ထုံနောက်ပြီးတော့မှုဒီအားလုံးပြီးတဲ့အခါမှာ300ဝင်မင်းကြီးဒီနှစ်လယူမယ်300ယူမယ်300 ဒီငွေ300အဲအခုနှုန်းကဘယ်လောက်ပေါ့လေဒါဒီတော့ဟိုဘုရားယူပြီးဒီမင်းအပေါင်းများဘယ်ဘောကပြည့်စုံမှာကွာအဲ့ဒါဆိုဘာပေးလဲငွေမပေးနိုင်ဒီရဲ့ကျွန်တော်နွားရှိတဲ့နွားသိမ်းမှာအကျုပ်ချုပ်ဆိုပြီးတော့ငွေမပေးနိုင်ပါကအဲ့ဒါမင်းအသိခံမှောက်နေဆိုလက်မှတ်တို့ပို့ပြီးတော့ငွေ300ယူသွားတော့ အောင်မလို့ဒီလကောင်မကြည့်ရတော့ဒီကပြီးတော့လေရီလောက်တဲ့အခါကျတော့အိမ်နဲ့မှာမိုးရရခါသဘာဝရမရတော့ဆုံးရတယ်။ကျတော့သူ့အချိန်နဲ့သူပဲအာရာပဲသူ့ရဲ့စီရောက်တယ်မောင်မဲတို့မောင်ကြီးတို့မင်းတို့ငွေဘယ်လိုလုပ်ဒီဒီနေ့လေရီရလည်းမကောင်းမိုးရရလည်းကောင်းတော့လည်းမထွက်ဘူးအေးဆက်တည်များလို့မင်းတို့စာချုပ်ရမှာသိမ်းရမှာဒါသိမ်းမှာအဲ့ဒီသိမ်းသွားရတယ် ဆက်မောင်ကြီးကိုမောင်မင်းတို့မှနွားစုသေးတာဘွယ်တော်လို့ဘယ်လို့ဆိုဆိုတာနွားနဲ့လုံးမရတာနွားတွေသိနွားလဲတို့အောင်လို့ကြံကြတော့လုံးလုံးမရတာကြတော့နွားမရှိဘူးအမေကြီးကမောင်ကြီးကလည်းစဉ်းစားဟောချစ်ချင်းစီနွားပေးလို့ရအသွားပြီးတော့ချစ်ချင်းစီတော့တောင်းပါပဲဆိုတော့ချစ်ချင်းကမောင်ကြီးကိုမင်းပါလို့ ော့မှနွားမရှိဘူးတော့နွားများသင်စီဒီရဲ့ပေးပါသင်ကနွားရှိတယ်အဲ့မင်းစီကသိနေနွားတာမဟုတ်ဘူးဒီစီကသိနေနွားတယ်ဘာတော့နွားရရကျွန်တော်ယူမယ်ဒီကြလားမင်းကကတော့လို့ကလာဟုတ်တရား300 300နဲ့ယူသွားဆိုတော့မောင်ကြီးကိုပြေးတော့မောင်ကြီးကယူလာပြီးတော့ခလိုက်တာတခါတော့ ခုနွားလားဖြစ်ဒီနွားလားနွားမှန်သိတော်သူကဘာလဲလေဝေရူမင်းခေါ်အစာရသာဘိုးချွေးတဲ့လောက်ကျွေးပြီးတော့ခုနွားမဟုတ်ပဲသူကျုံးခေါ်တာလေအောင်မင်းကတော့စိတ်တည်ကြီးလို့ငါလည်းဖတ်ချင်ဘာလဲမရှိဒီရလဲစိတ်တည်မှာတော့နွားလည်းမရှိဘူးအဲ့တော့ငါဘာလို့ပါမှမသိဘူးသင်္ကားတော့မောင်ခုရှိတော့အကြံဉာဏ်ကောင်းပါလေဆိုတော့ အောင်ဖူးကဒီမှာနွားတွေမှာထောင်းတာတို့ဘာမှမောင်းဘူးဘယ်နဲ့မနဲ့ကတော့နွားသိကလာဘယ်လိုကြောင့်မျိုးနွားရလဲအဖြစ်သေးရှိသွားတောင်းတာပေါ့ဘာဖြစ်ရလဲဒီနွားမို့နဲ့ထုံးလို့မပြေးနိုင်လေဘွဲသိမယ်လို့ပြောလို့မှလေဘွဲကိုလက်မှတ်ထုတ်ပြီးခဲ့တယ်ဆိုရင်ငွေမပြေးနိုင်လေဘွဲသိမှာနောက်ပြီးလာတော့လေဘွဲကမှအကျုပ်ထုတ်ခဲ့တယ်အဒီလိုဆိုမှလည်းတော့အောင်မယ်ဆိုသူကဟောမင်းကသွားလဲ ။ဟောမဲ့ကတော့ငွားမရှိဘူးချစ်တီမှာ။ဟောကုန်းနေ။အဲဒီတော့မောင်မဲ့ဒိဋ္ဌာရောက်တာပေါ့။ဟာ။ဟောမဲ့ဒီကောချစ်တီရဲ့ကျွန်တော်တို့ဘိုးဘဆင်လာတဲ့ချစ်တီပဲအာကိုက။တော့ကျွန်တော်ငွားရှိအောင်လုပ်ပေးပါအပြင်ချစ်တီးလေးရှိတောင်းဝင်ပါဆိုတော့ချစ်တီးချစ်တီးနဲ့တစ်ဖက်တစ်ရင်ကထောက်ကြခံတာမဟုတ်ဘူး။အာငါတို့ကကြောင်းနဲ့တရား ဇီဝကုံမဖဲဘူးကိုဇီဝလည်းသူ့ဒီဘက်ကမပေါ်ဘူးအဲ့လိုဖြစ်တယ်ဆိုတော့မောင်မဲမှာမောင်မဲရတော့ဒုက္ခရောက်တော့ငိုတာပေါ့အဲ့ဒီချုံးမဲချမှုဒီလိုမှဖြစ်ပြီးစီအကုလိုမြကျွန်တော်တို့မိသားစုကဒုက္ခရောက်ပါပြီဆိုတော့ငိုတော့ဖြစ်ပြီးအေးပြီးတော့တနာဟုတ်ပေသားတယ်ဘိုးကုံပုံစံကလေးကမရှိမှအကုလာတဲ့ပုံကိုယ်လေး မနေ့ကလည်းနွားတိုင်းခံရတယ်ဒီနေ့ဆိုရင်ဘယ်ဘိုးကြီးကလည်းအားဖြစ်တော့မယ်သူပြတောင်းနေလည်းပြအနာပြီးတော့ဖြစ်သေးရသူဖြစ်သေးရင်ဘုံမောင်းနဲ့နွားလေးနဲ့ပေါင်းရှိအဘောက်ကလေးပေါ်တမှုခိုင်းနမှုခိုင်းပေါက်ကလေးရှိပေါက်လေးနဲ့လာရပြီးတော့ကျွေးသိမ့်နေအဲ့ဒီနွားလေးနှစ်ကောင်းတော့သူထားဘုံကုံလေးနွားနှစ်ကောင်းအဲ့တော့ဖြစ်သေးရ ဒီလိုဒီလိုအခုကဲမောင်မဲနဲ့ငိုးနေနေတော့ဟုတ်မင်းလည်းတော်တော်ဒုက္ခရောက်ပြီအဲ့တော့ငောင်းအများလားချွေးတောင်းတဲ့နွားလေးနှစ်ပေါင်းတော့ကရှိတယ်သမုခိုင်းသမုခိုင်းမိယူသွားဆိုတော့ဝင်းလာတော့ဟောချစ်ကြီးကိုသာရဘုကရဟောမေကျေကျူးကြီးပဲလေဒီကောင်ကြီးဒီကျေကျူးကြီးကလည်းလုံနေနဲ့အကယ်၍ငွားကားကမောင်သူတွေပဲယူတလာတရားသုံးလသုံးလား တော့မပေးနိုင်ရင်လည်းဘာဖြစ်မှာလောဘသိမ်းမှာမောင်းဖြူလို့သစ္စာကြောင့်ချုပ်သစ္စာကြောင့်ချုပ်ဘူးဘာလို့မပေါပေးလိုက်မောင်းမဲနွားမရပါဘူးဗျာနာလေးရလဲနဖကလေးချင်းဆိုတော့ဝါဝဘူးဘို့ဘောကိုကျိုးတင်ပြီးတော့သွားနာလေးရလဲအာလဲခေါင်းလေးကြီးခေါင်းကနေသွားသူ့သဘောကျနေတယ်မောင်ကြီးကမောင်မဲရအဲ့ဒီမှာကတော့တပတ်ကူမောင်းရတာပဲအိမ်မှာမောင်းရော်လို့ရှောက်မှာဟုတ်ပါ နွားလေးတွေကမကောလေးတွေဆိုတော့ကမောင်းဒီမောင်းမောင်းဟာမောင်းမဲနွားလေးတွေလှလိုက်တာဒီလူတွေကသူ့မောင်းကြဘူးသူ့မှာသဘောတူကြလေသူ့နွားချစ်တဲ့နွားတချစ်တဲ့နွားကိုသူ့လက်ချစ်တဲ့နွားမှန်းသိတယ်ဒါမင်းနဲ့သူ့နွားတင်နေတယ်သူကမယားဒီနွားမှန်းသိကြတဲ့သူကဒါပေမဲ့လို့သူ့လက်ချစ်ရောက်တာတော့သူ့နွားတော့ဆိုပြီးတော့သူက တခါတော့နွားလေးမျိုးပိမာဆိုလို့အစာရင်းနေပြီဒီကမှဆိုလို့ခြံောင်းလေးနဲ့ချောင်းတိတ်အဲမျိုးရောတခါတော့လုံးလုံးပြန်တော့လည်းပေါ့နွားလေးတွေဟောစောသေးတွေအိမ်လေးပြည့်နေဆိုနည်းနည်းလေးနေနေမှာတော့အဲ့ဒီလေဘူးလာနေနော်လေးနေဘူးလဲဆိုပြန်သိရင်ကျိုးပြီးရေးတိုက်ပြီးကောင်းကောင်းအစာတွေရိတ်တွေးဒီဒီမမနော်သူသိတယ်နော်သိတယ်လေသူ့နော်လို့သူ့ရှိမှရှိတာတော့သူ့နော်လို့သူချင်ပြီးတော့ ဘာကျူးလိုက်တာတဲ့ဘုရားရှင်နာကတော်တော်ရဲ့အဲ့ညနေကောင်းကြခေါ်နော်လေးမိုးချူလက်တိုက်ဆက်ပြီးတော့ဘုရားကိုချိုးပြပြီးတော့ရွာထဲလိုက်နိုင်တော့တယ်ဘုရားရှင်နဲ့ချောလေးတွေဆိုတော့ကြည့်ကောင်းတာဘောဟောမောင်မဲနော်လေးကလှလိုက်တာဘုရားလူတွေပြောလူတို့ကသဘောကျလို့အဲ့လိုဖြစ်နေတယ်လူလူကနော်နဲ့ဒီနွားတော်ကြောင့်ဒီမှာအလကားနေအရေးကြီးနွားတော်ကလာပဲ အဲ့လိုလိုကြလိုက်တော့မောင်မင်းကတော့မောင်သူကတော့ဘာလို့စစ်ကြီးမောင်ကြီးတွန်းခိုင်းလိုက်တာနှစ်လလောက်လောက်ကတော့သုံးလုံးနေလို့အဲ့တော့ဒီမောင်အလကားမထားနိုင်ဘူးဒီမောင်ပြန်ပြီးအဲ့တော့သူများလေဘိုးတွေလိုက်ပုံမဲ့ဟဲ့ဆိုဖွင့်လိုက်တာဖလာအတွင်းမှာငွေ300ရပါတော့မောင်သူကတော့ကျုံတော့ဒီမောင်ဟိုင်းစစ်ကြီးမောင်မသိတယ်စစ်ကြီးမောင်ငါမောင်မဟုတ်ဘူးအဲ့တော့ငါဟာအဲ့တော့ အမြဲရအောင်သူများလည်းဝတ်ပြီးလည်းခိုင်းမယ်ဆိုပြီးတော့လိုက်ခိုင်းတော့အလကားပတ်သက်မကားဘူးကျွေးသိမ့်ကျွေးလိုက်တာကျွေးကျွေးပြီးတော့ခိုင်းနေတယ်။အောင်မဲရတာမဟုတ်ဘူးနွားလေးကိုစားလို့ရေချိုးပြရစီအလကားနဲ့နွားပဲစားခိုင်းရမယ်နဲ့သုံးလလေးပြေရောချစ်ကြီးရရောက်လာရောဟုတ်လားတော့ကနေမောင်ဘူးလုံမနေပြားပြီးတဲ့သူကြီးဟောနှစ်လနဲ့ပြီးသွားတယ်ဟုတ်တော့မှကျွန်တော်ဒီချစ်ကြီးနွားနဲ့ခိုင်းလိုက်တာ နောက်ပတ်ဖန်ရရတော့အေးကောင်းတာပေါ့မင်းအဲ့ဒါအဲ့ဒါမင်းလမ်းမှန်မဲ့အဲ့ဒါနဲ့သူ့ကိုလည်းအားလိုက်တယ်ငွေ၃၀၀လည်းပေးလိုက်တော့အောင်သူကသူ့လည်းဝင်လာခွန်လိုက်ရတယ်မဖြစ်တော့ဘူးကွာအဲမောင်သူကမြတ်သွားတယ်အဲ့ဒါမောင်မဲစီသွားတော့မောင်မဲကဒီဖြစ်ပြီးတော့တွေ့လိုက်ကွာအဲ့တော့မှလမ်းတော့ဘယ်ကိုရလဲမပြီးအဲ့ဒါသူကခင်းကြည့်ကြည့်ဟာတတိကွာပါ ။အဲ့လိုဟေးမင်းကမောင်းဖြူလို့ပြရလား။အဲ့ကျွန်တော်တတိငေါ့ကိုကျွန်တော်ကြီးစားဖြစ်သေးတယ်။ပြီးစီကယူခဲ့တဲ့အချိန်မပိန်အောင်ကျွန်တော်နွားတို့တွူးနေတယ်။တက်ကကကျွန်တော်ထားပါတယ်တတိနွားလေးကိုကျွန်တော်ဟာအကြမ်းနာလုပ်ပြီးပါ။အဲ့ဒီဒါနဲ့ရေမကြည်ဘူးမင်းလေဝဲပြီးရတယ်။ကျွန်တော်လေဝဲလို့ဖြစ်သေးတယ်။ဒါပဲပါ။ဟာစာချုပ်ရမခနိုင်ဘူးအဲသူကနွားပါနေတာကိုဟိုကစစ်တီးကပြေးလိုက်တာဖိုင်းမို့ပြေးလိုက်တာ ။အဲဒီနေ့မောင်မဲကချစ်တီနွားတာနေတာနဲ့အချိန်ကုန်သွားတာနဲ့သူ့မှာလေဘွဲမဆုံးတော့ဘူး။အဲချစ်တီရဲ့နွားကမပြေနိုင်လေဘွဲကုန်တယ်ဆိုလေဘွဲပါဆုံးသွားရော။အဲဒီဥပမာလိုပဲ။ပမာအေးရ။လူကြီးကိုလာတော့ကမှဒီခန္ဓာကြီးကမရဏသဏ္ဍာန်မင်းကြီးကခဏတောင်းလာတယ်။ဇံပိစေကျွန်တော်ခိုင်းပါမယ်။ယောက်ကလည်းပူဇေခိုင်းပါမယ်။ တတိယလဲ90နဲ့ခိုင်းပါမယ်ဆိုပြီးတော့ဒီခန္ဓာကြီးတွေဟာမရဏတဏ္ဍမိတ္တရာမှားလာတဲ့ရုပ်ပါ။အားနဲ့သရာဥပမာမရဏတဏ္ဍမိတ္တရာရှိနေကူတဲ့သိရှိရခန္ဓာမှားလာတဲ့ဒီလူကြီးတွေဟာတနေ့ကိုခြင်းနာခြင်းပြခြင်းဆိုတဲ့တရားပြမပေးရဘူးလား။ပြရလိမ့်မယ်တို့တွေဒီရုပ်ကြီးတွေအကိုဝင်ရောအင်းကြီးပြန်ပေးရမယ်ရုပ်လား။တနေ့ဒီနေ့ကြီးပြန်ပြန်ပေးရမှာပဲတို့ ူဖြစ်ဖြစ်ကိုဘိုးဘွားလေးပင်ကြီးခုမိပါလေမရှိတော့တဲ့ပုံကိုယ်လေးပြီးကိုလည်းဒီခန္ဓာကြီးရာတနည်းသာမီးတော်မရဏသာနာမရှိပြန်ပေးရမှာသိကြတယ်မြေကြီးလက်ကမရောအခုအသက်ကိုခလေးလေးကြီးကိုရင်လေးကိုဖားလိုက်တော့ကိုရဟန်းဆိုရင်အသက်နဲ့ဆရာနေပြီးတော့သူရဟန်းတရားအသက်30 35 60 90 20လောက်ရှိမှမတင်ဘူး60ကျော်ဒီလောက်တော့ရှိအဲ့ဒီကိုရီးယားဟောက်နှစ်ပေါင်း90နေရပါအေးနှစ်ပေါင်း90ကျရင်ကြောက်သွားလေသမောလို့ဆို90ဟောက်နာနှစ်တောင်ရှိချင်ပါရှိဘုရားကရှင်ဇေမားရှိနည်းလည်းပြောလို့မရပြည်ပြန်ပေးရမှာပေါ့ခေါင်းလို့တဏ္ဍာတဏ္ဍာမင်းပြန်ထုတ်အာမ၆ဝေကောင်းနဲ့တွုံးဝင်ပြီလေ ။ဟုတ်လို့ခန္ဓာယူကိုတို့တွေရ။ဘောင်းမဲမကျူလို့တို့အသုံးချအခုဒါမောင်းကျူလို့ဒါနလည်းဝယ်သီလလည်းဝယ်ဘာဝနာလည်းဝယ်လို့မင်းတို့ဒါနတွေလည်းပြုခဲ့ပြီးပြီးတစ်စွန်းတစ်ယောက်မှထူးလူဒါဒါနတွေ။ဒီကြံပါကကနေဒီမိမိရဲ့စေတနာကမိမိအကျိုးပေး။အဲ့တော့စေတနာခံတော့တာကစေတနာကိုပဇွန်တရားမှာမြဲစေတနာပဲဒီဒါနဟာတော့ရှိပြီ ။ဒီလိုငါးပါးသီလဆက်ပါးသီလတွေဘုန်းကြီးဒီမှာယူတဲ့လောကီသီလပေါ့။ဒါလေးနဲ့ပြည့်စုံတယ်။အဲ့ဒါဘာဝနာလိုဘွယ်လိုလို့အခုလိုဝိပဿနာအောင်လိုဘွယ်လိုအထွန်းဘုရားတော်ဒီဒီဒီနောဒီဥပမရဏသဏ္ဍာန်မျိုးကြီးရယူရတဲ့ဒီခန္ဓာကိုယ်နဲ့ခိုင်လို့ခံရတာအနာကိုကြီးရအနာကိုဖုံးရတာအဲအနာကမခိုင်မဲနဲ့ ။တနည်းဒီမှာလို့ပြီးတယ်မောင်မဲလို့ဟောစစ်ပြီးမောင်မဲလည်းသိတယ်။ဥပဒေရတနည်းဒီမှာဆိုတော့လည်းသိရသားနဲ့ဒီခန္ဓာကြီးကိုပဲစအောင်ကြ။သက်တောင်းထားမယ်သက်တောင်းကျွတ်သူ့ကောင်းကင်ပြည်တယ်ကောင်းကောင်းချပြည်တယ်ကောင်းကောင်းမြင်ပြည်တယ်အဲကောင်းကောင်းပြုတ်ပြည်တယ်ရေချိုးပြည်တယ်ညနေဆောင်ကြဝက်ကောင်းကောင်းရင်းဝဲပြီးတော့လူငယ်လူရွယ်ဆိုရင်ပါကြလာကြတယ်ခုနဘိုးဘော်ကိုကျိုးတင်ယူတော့ပန်းနေတယ်မောင်မဲလုံးမကြည့်ဘူးလားကွာ ဖြစ်နေတယ်အဲအကြံအမူဝဲရေမိုးချိုးကောင်းကောင်းလေးကြည့်ဒီဖန်နာကြီးကိုအဲ့လိုလုပ်ကြများတော့မောင်မင်းရဲ့ကရန်တူတယ်ပြီးတော့ကမောင်မင်းကမြတ်စွာဘုရားရှင်ကသုံးနေတယ်အဲ့လိုလူကြီးကိုဒါနတဘာဝနာလိုပဲဟိုကုမင်းတို့ကံကောင်းတယ်ဒီလိုသခင်ရဲ့ဒီလိုယဟဘုံဘာဝန်ဝစီတော့ဒီလိုကျင့်ရတာကိုကကို့မှာ ပါရမီဓုဘုံဓုကံမရှိလို့မင်းတို့ဒီလိုသင်ရ။ဘာမင်းအောင်ရမသင်ရပါဘူး။သင်ရနိုင်လို့ရှင်းလို့မရဘူးဒါ။အတိတ်ကဆုံးနဲ့ဒီလိုဥပနိယအကြောင်းပြုပြီးတော့ဒီနေရာဒီဒေသမှာဒီလိုတရားမတွေရောဒီလာရှင်ရောကိုရင်ပေါက်ဆလေးရောပါမကြမ်းဒါလို့တရားသင်သေးပါပါရမီတွေစားလာလို့ကဒီလိုဒီလိုဝတ်နိုင်တယ်။တရားတစ်ခုမဝတ်နိုင်ဘူး။ဝိညာဉ်တော်လည်းပဲဒီလိုမကျက်နိုင်ဘူး။ အခုချင်းညာပြန်ရတာဒါအတိတ်ကကိုယ်ဉ္စုတ်ကလေးအရွယ်နဲ့ညီလို့လဲသူဝင်တယ်အဲဘောဘောကမာလေးတို့ရတန်တော့မမင်းကလေးဖောက်တဲ့သမီးလေးသူကလာတော့ဝတ်တာကရှင်းတာပဲအဲ့လိုပဲပေါ့သူနိုင်ကြီးလေးပေါ့ဘူကတော့သူကအရွယ်အားဖြင့်သူပါရမီယူတာပဲ